မင်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ရဲ့နောက်ဆုံးရသတင်းများကိုဆက်လက်ဆင်ခန့်တင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းလေးနဲ့ဘိုးချုပ်ခုနှစ်ဦးအပါ39ဦးကိုစစ်ကောင်စီဂုံတုံးဆောင်ပွဲပေးဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ နိုင်ငံဖွံ့ဖြိုးရေးထူးချွန်ပြောင်းမြောက်စွာဇိုဝန်ခဲ့ချဟူ၍သုကောင်းစကောင်းစီကကောက်ရေးဝင်ကြီးဌာနမှဗိုလ်ချုပ်ခွနဦးစကောင်းစီအဖွဲ့ဝင်များတိုင်းနှင့်ပြည်နယ်ဝင်ကြီးချုပ်များအပါအဝင်39ဦးကိုဂုဏ်သုဆောင်ပွဲများချီးမြှင့်လိုက်ကြောင်းယနေ့ကြေညာထားသည်စကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းအမိန့်ဖြင့်ပေးရသည့်ရင်းဂုဏ်သုဆောင်ပွဲများတွင်ပြည်တော်စုစီသူတင်ငဟပွဲစီသူပွဲစွမ်းဆောင်မှုဆိုင်ရာဂုဏ်သုဆောင်ပွဲတရီပြန်ချီပွဲဇေယျကျော်တင်ပွဲဝနာကျော်တင်ပွဲအလင်းငါကျော်စွာပွဲတို့ပါဝင်ပြီးကောက်ဝေးဝင်ကြီးဌာနမှဒု ဖို့ကြုံကြည်များဖြစ်ကြသောအောင်းအောင်စောမျိုးတင်စိုမင်းဦးမြို့တန်နိုင်ဇဝင်းမြင့်တို့အားစီသူဝဲဘိုးချုပ်မင်းကိုကိုနှင့်ဘိုးချုပ်စောနိုင်ဦးတို့ကိုဇေယျကျော်ထင်ပွဲတို့ချီမြှင့်ခဲ့သည်စွမ်းဆောင်မှုဆိုင်ရာဂုဏ်သောင်ပွဲ၏အမြင့်ဆုံးဖြစ်သည့်တိရီးပြန်ချီပွဲကိုလျှက်စစ်ဝင်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးညံထွန်းစီးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးဌာနပြည်ထောင်စုဝန်ကြီးဦးထွန်းအောင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရခြားထားရေးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဆိုဝင်းရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းမန္တလေးတိုင်းဝန်ကြီးချုပ်ဦးမြို့အောင်တို့အပါအဝင်နေပေတီတီမှတောင်းရှိသူကိုဝါချင်းမြင်ခဲ့တဲ့ထို့ပြီးအလင်းငါကြောစာဘွဲကိုရုပ်ရှင်သရုပ်ဆောင်ဦးကြည်စိုးဒါရိုက်တာမောင်နှင်မို့တော်ဝဝဝင်းရှိဒေါက်ခင်တန်းနူရောပေးအပ်ကြောင်းစစ်ကောင်စီကထုတ်ပြန်နေ ဆလဘီစကိုင်းငလင်ကြီးအတွက်ပြန်ပေးဆက်ရမယ့်စစ်ကောင်စီဆိုတဲ့ဆောင်မကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းငလင်ကြီးကြောင့်အပိုးတန်လူအသက်ပေါင်းများစွာသေဆုံးခဲ့ရတာကိုတွေးမိလိုက်တိုင်းကျွန်တော်စိတ်ထဲမှာပြင်းထန်တဲ့ခံစားချက်နှစ်ခုဖြစ်ပေါ်လာပါတယ်။ဝမ်းနည်းကြေကွဲမှုနဲ့ဒေါသတို့ပါ။ ငလင်ကြီးမတိုင်ခင်ကတည်းကအာနာလူစစ်အုပ်စုပေးကြောင့်ဗပောင်းဆောင်ချက်တဲနေတဲ့ပြည်သူတွေဟာငလင်ကြီးမှာပြည်သူထောင်ပေါင်းများစွာတည်ဆုံခဲ့ရသလိုရုပ်ဝတ္ထုဆုံးရှုံးပျက်စီးမှုကလည်းကြီးမားလွန်တဲ့အတွက်ဝန်းနေကြေကွဲရပါတယ်။တစ်ချိန်တည်းမှာပဲအရင်အစိုးရတွေအထူးသဖြင့်ရွေးကောက်ခံအရတားအစိုးရပညာရှင်တွေကမြင်းငလင်ကျူတင်ကာဝေးရဲ့အတွက်လုပ်ခဲ့တာတွေအလုံးကိုမင်းအောင်လိုင်ဦးစီးတဲ့စစ်အုပ်စုကဖျက်ဆီးပြတာကြောင့်အဖို့တန်လူအသက်တွေအများကြီးဆုံးရှုံးခဲ့ရတာကြောင့်အာနာသိန်းစက်ကောင်စီအပေါ်အမျက်ဒေါသလေးထွက်တာပါ။ တိုင်အော်တေမှာပေးမိနေတဲ့ပြည်သူတွေကိုချိန်မီကဲထုတ်ဖို့စစ်ကောင်စီကစိတ်ဝင်စားပုံမရပဲပုံကျဲဖို့နဲ့ငလင်ပေးကိုနိုင်ငံရေးအမျက်ထုတ်ဖို့အတွက်ပဲအလင်းမြန်အထုတ်ခဲ့တာပါ။ဒါကြောင့်မသေးသင့်ပဲပြည်သူတွေအများကြီးထပ်မံသေးဆုံးရတာဟာဘလို့မှခွင့်လွှတ်ပေးလို့မရတဲ့အရာဆွမှုကြီးပါ။ဒါဟာ2008နာခင်မုံတိုင်းကြီးဝင်ရောက်ပြီးဆရာနာရှင်ဘုဇုံမှုကြီးတန်ရွှေကနိုင်ငံတကာအကူအညီတွေကိုချက်ချင်းဝင်ရောက်ခွင့်မပေးလို့မုံတိုင်းသင့်ပြည်သူတွေအရေးပေါ်အကူအညီအချိန်မီမရပဲသေးတာနဲ့တောင်ခက်ဆင်ဆင်ပါ။တိုင်အောင်မှာရ ပေါင်းများစွာပိတ်မိနေရင်ကဲပေးဖို့တစားစာအဟိအကူကြီးတောင်းနေရင်အချိန်မီမကယ်နိုင်လို့သိဆုံးရသူတွေအဖြစ်ကကျွန်တော်တို့အားလုံးကိုရှင်ကွဲပလက်ဖြစ်အောင်နာကျင်စေပါရယ်စစ်တပ်သားအာဏာမသိမ်းခဲ့ရင်ပြည်သူကိုတံမိုးထားတဲ့အယက်သားအစိုးရတွေလက်ထက်မှာဆိုရင်ဒီငလင်ကြီးလှုပ်ခဲရင်လည်းပြည်သူတွေအခုလောက်သေးသေးပြက်စီခဲ့မှာမဟုတ်ပါဘူးအဖိုးတန်လူအသက်တွေကိုအများကြီးကယ်တင်နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါရယ်အဲ့ဒီအတွက်လည်းခိုင်မာတဲ့အချက်လက်တွေရှိပါရယ်စကိုင်းငလင်ကျော်ပေါ်မှာဖင်ခုထိုင်နာတဲ့မြန်မာနိုင်ငံမှာအခုလိုငလင် င်ကြီးတွေလုံမယ်ဆိုတာမြင်းကလင်းပညာရှင်တွေပူမိပညာရှင်တွေအင်ဂျင်နီယာတွေကကြိုတင်တက်ဆထားခဲ့ကြပြီးစေစုနဲ့ပေါင်းများစွာကလေးကအသိပေးခဲ့တာပါစကိုင်းပြည့်ရည်ကြီးကိုစတင်တွေ့ရှိခဲ့တဲ့ဒေါက်တာဝင်းစေလေးတရီပေးခဲ့ပါရယ်။မြင်းကလင်းကောမဒီကိုစတင်တည်ထောင်ခဲ့သူတွေကတအုပ်ဖြစ်တဲ့ဦးသံမြင့်လေးတရီပေးခဲ့ပါရယ်။ထင်ရှားလာတဲ့မိုးလီဝသပညာရှင်ဒေါက်တာထွန်းလင်းလေးတရီပေးခဲ့ပါရယ်။ အခုနောက်ဆုံး2025မက်လစံမှာပဲမြင်းကလင်းပညာရှင်ဦးစိုးသူရထွန်းကလည်းစကိုင်းပြည့်ရတချောင်းအနာဂတ်မှာကျုံလာမယ့်မြင်းကလင်းကြီးတွေအတွက်သတိပေးခဲ့ကြပြောခဲ့ကြပါတယ်။ပညာရှင်တွေရဲ့အကြံပြုချက်တွေကိုဆရာနာရှင်တွေကတော့အလေးမထားပါဘူး။ဒါကို2008ခုနှစ်မှာကျုံခဲ့တဲ့နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနဲ့အခုစကိုင်းငလင်းကြီးတို့ကပိုထင်ရှားစေခဲ့ပါတယ်။ 2015ရွေးကောက်ပွဲတိုင်းရွေးကောက်ခံအရက်သားအစိုးရလက်ထက်မှာတော့ပညာရှင်တွေရဲ့အကြံပြုချက်တွေကိုတံမိုထားခဲ့ပါတယ်။ဒါကြောင့်အရက်သားအစိုးရလက်ထက်မှာအမျိုးသားအဆင့်ငလင်ဘေးချိုးတင်ပြင်ဆင်ရေးနဲ့တုံ့ပြန်ရေးစီမံချက်ကို2019ခုနှစ်ကစတင်ရေးဆွဲပြုဆိုပြီး2019မှာမူဝါဒထုတ်ပြန်ခဲ့ပါတယ်။ မြင်းကလင်းပေးကြီးဂျုံလာရင်အဖို့တန်လူအသက်တွေပျက်စီးဆုံးရှုံးမှုနဲ့ပေါင်းဘလို့တုံ့ပြန်မလဲဘလို့ပညာပေးမလဲဘလို့ကြိုတင်လေ့ကျင့်မလဲစရာတွေအသေးစိတ်ပါဝင်ပါတယ်ငလင်းကြီးလှုပ်ပြီးရင်ပထမဆုံး24နာရီဘလို့အသက်တွေကဲမလဲပထမဆုံး82နာရီဘလို့လုံးမလဲပထမဆုံး9ရက်ကိုဘလို့တုံ့ပြန်ပြီးပြည်သူအသက်တွေကဲတင်မလဲဆိုတာအသေးစိတ်ပါဝင်တာပါပြီးတော့ဒါတွေဟာစာရွက်ပေါ်ကစီမံချက်တွေမဟုတ်ဘဲလက်တွေ့စက်တိုက်လေ့ကျင့်တာပြည်သူတွေကိုပညာပေးတဲ့အစင်းတွေရောက်ခဲ့ပြီးဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်းစ ောင်တွေအာနာသိမ့်ပြီးနောက်မှာနိုင်ငံနဲ့ပြည်သူကိုကာကွယ်မဲ့အစီအမံတွေအရင်မြစ်တွေအမှိုက်ပုံးနဲ့ရောက်ကုန်မှာတော့တယ်။ဒါပြင်ရွေးကောက်ခံရတဲ့အစိုးရကတဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက်တမိုင်းတခြားပထမဆုံးချိန်ခင်မီကဲဆဲရဟယင်တစီဝယ်ပေးခဲ့ပါတယ်။တဘာဝဘေးအရေးပေါ်ကဲဆဲရဟယင်ကိုစစ်အုပ်စုကနိုင်ငံတော်ရဲ့အတိုင်းအမြံပုံကိုတောင်းဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကိုအဂရိလိုက်စားမှုပုံမှန်တက်ပြီးတရားစွဲဖို့အသုံးပြုခဲ့ပါတယ်။ ပြည်သူ့အတွက်ဝယ်ထားတဲ့ရဟယင်ကိုဆအိုစုကတင်ယူသွားပါတယ်။2024စက်တင်ဘာလမှာရေကြီးတော့ကရောအခုစကိုင်းငလျင်ဘေးမှာရောအဲ့ဒီရဟယင်ကပေါ်မလာပဲပျောက်သွားပါတယ်။ အလားတူအရတအစိုးရကသဘာဝဘေးအန္တရာယ်ကြိုတင်ကာဝေးရေးအတွက်ရေးပေါ်ရန်ပုံငွေဘီလီယံ400ကျော်ရထားခဲ့ပါတယ်။စစ်ကောင်စီကဒီငွေတွေကစံငွေတွေအလုံးကိုသိမ်းယူပြီးစစ်တပ်နဲ့နေဆက်တဲ့လုပ်ငန်းရှင်တွေတိုင်းနယ်ပြည်နယ်ကစစ်ကောင်စီအဖွဲ့ဝင်တွေကိုခွဲဝေးပေးခဲ့ပါတယ်။အခုငလင်ကြီးကျုံနယ်ကစစ်ကောင်စီဟာကဲဆဲရေးကိုစနေတကြမလုပ်ဘဲနိုင်ငံတကာနဲ့ခရိုနီတွေစီကအခုညတောင်းခံတာကိုအရင်ဆုံးလုပ်ခဲ့ပါတယ်။ တကယ်တော့နိုင်ငံတကာကိုအကူအညီတောင်းခဲ့တာကလည်းနေပြည်တော်ပြည်စည်းလွန်နိုင်အာဏာလုထားပြီးပြည်သူကိုနှိမ့်စင်တက်နေတဲ့အတွက်နိုင်ငံတကာရဲ့ဖဲ့ခြင်းခံရတာမျိုးငလင်အကြောင်းပြုနိုင်ငံတကာရဲ့အသိအမှတ်ပြုမှုရချင်တာရဲ့အဓိကရွေးချက်ဖြစ်ပါတယ်။ ပို့ဆိုတာကတော့ရေးပေးမာရောငလင်ပေးမာပါစစ်တဲ့ရဟရင်လေးရင်တွေကိုအသုံးပြုပြီးပြည်သူအသက်ကယ်တာဟန်ဆောင်ပန်ဆောင်တစ်ချိန်မှမရှိခဲ့ပါဘူးအရိယာစာငလင်လုပ်ပြီးမင်းနဲ့ပိုင်းအတွင်မှာပဲရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုကိုဘုံသွားကျဲပါတယ်စကိုင်းနိုင်ချောင်းကိုဘုံကျဲပါတယ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ၊ကုညီရေးအဖွဲ့တွေရောက်လာချိန်မှာလဲအရေးအဖွဲ့တွေကအသက်ကယ်တဲ့အလို့တွေလို့ငါတို့ကဆက်ဆက်တိုက်မယ်လို့ဆိုရမလားစစ်တပ်ကကယ်ဆယ်ရေးမှာဘာမှမလုပ်ဘဲနိုင်ငံတော်ဝန်ဘုံမဲပတ်ကျဲနေပါတော့တယ်။ အယက်သားအစိုးရရဲ့လက်ထက်မှာဆိုရင်ရောဒီလောက်ဖျက်အားပြင်းတဲ့ငလျင်လှုပ်ရင်ပြည်သူတွေတေးကြေးပျက်စီးမှာပဲမလားလို့အမေရှိနိုင်ပါတယ်။ဒီလောက်အားကြီးတဲ့မြေငလျင်လှုပ်ရင်ပြည်သူတွေတေးကြေးပျက်စီးမှုရှိမှမှန်ပေမယ့်အခုလောက်တေးဆုံးပျက်စီးမှုဆုံးရှုံးမှုမများနိုင်ပါဘူး။ရွေးကောက်ခံအယက်သားအစိုးရကကြိုတင်ပြင်ဆင်ထားတဲ့အတိုင်းကြိုတင်ကာဝေးရေးတွေလုပ်ခဲ့ရင်ငလျင်ဘေးကြုံချင်းတုံ့ပြန်ရမယ့်အစဉ်တွေအတိုင်းစနစ်တကျလုပ်ခဲ့မယ်ဆိုရင်တိုင်းအောက်တွေမှာပြည်မိနေတဲ့ပြည်သူတွေအများကြီးကိုကယ်ထုတ်နိုင်ခဲ့မှာဖြစ်ပါတယ်။ ရွေးကောက်ခံဆိုရဖြစ်တာမို့နိုင်ငံတကာအကူအညီတွေလည်းမြင်မြန်ဆက်ဆက်နဲ့ပို့ရမှာဖြစ်ပါတယ်။ပို့ရေးကြီးတာကရွေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပြည်သူတွေကရောအယက်သားဆိုရကပါအခုထပ်ပို့ပြီးမြင်မြန်ဆက်ဆက်တိတိယောက်ယောက်အများကြီးလုံနိုင်ခဲ့မှာသိကြပါဗျ။ ဒါကို2020ကမ္ဘာ့ကပ်ရောဂါကိုဗစ်နဲ့ရင်ဆိုင်ရချိန်မှာပြည်သူနဲ့အစိုးရနဲ့ပြည်သူတွေကအကောင်းဆုံးမှတ်တိုင်တွေစိုက်ပြခဲ့ပြီးဖြစ်ပါတယ်။မြင်းကလင်းတွေအောင်ဘရော့လုံမဲဆိုတာအတိအကျခံမှန်းပြောဖို့မဖြစ်နိုင်သလိုမြင်းကလင်းမလုံအောင်လဲဘယ်နည်းပညာနဲ့မှမတားဆီးနိုင်သေးပါဘူး။ဒါပေမဲ့ငလင်းလုံရင်သေဆုံးထိခိုက်ပျက်စီးမှုတွေကိုရှော့ပေါင်းဂျူတင်ကာဝေးလို့ရပါတယ်။ဆေးအုပ်စုကတော့မြင်းကလင်းဂျူတင်ကာဝေးရေးဆိုတာအနာလူထားတဲ့လေးနှစ်အတွင်းဘယ်တော့မှစဉ်းစားခဲ့ဖို့မရပါဘူး။ ကျိုးတင်ကောက်ဝဲရေးကတော့ဗလာနဲ့ထေပါဒါကြောင့်လည်းနေပြည်တော်ပါဝင်မန္တလေးစကိုင်းစတဲ့မြို့ရင်းငလင်းတန်အကြီးကျယ်ခံလိုက်ရချိန်မှာစစ်ကောင်စီကဘာမှမလုပ်တတ်တော့ပါဘူးမင်းအောင်လိုင်းလို့တက်တာကတော့ကျောက်ဆယ်မျိုးမှာငလင်းချောင်းပြိုချလို့နေနေကျောက်တုံးကြီးကိုမိုင်းခွဲပြီးဖြိုမချပဲကွန်ကရစ်ဘီလက်မြေလောင်းပြီးထားရမယ်ဆိုတဲ့အကြံဉာဏ်မျိုးတွေထုတ်တတ်တာပဲဖြစ်ပါတယ်။ အနာလူကောင်းဆောင်ရင်ပြည်သူတွေရဲ့အသက်ကိုတန်ဖိုးမထားပဲရွှေချထားတဲ့ကြောက်တုံးကြီးကိုပိုတန်ဖိုးထားနေတာကြောင့်ဒေသခံတွေတော့ကြောက်တုံးကြီးပြိုကျမယ်ပြီးဆိုရင်တော့ကများနေကြရပြီဖြစ်ပါတယ်။ဒါပြင်တောင်ကြီးမျိုးကိုမိသားစုလိုက်ပြေးပြီးရွှေဘုံဝင်စေတီကိုထီတင်ပြီးရရချေတာမျိုးမှာတော့အနာသိန်းကောင်းဆောင်ကခြေသွက်လက်သက်ရှိလာပါတယ်။ဒါကြောင့်မင်းအောင်လိုင်းကစကိုင်းငလင်ကြီးမှာ တိုင်းပြည်ကိုအထိနောင်ကြိုတင်လှုပ်ချန်ခဲ့တဲ့တရားခံဖြစ်ပါတယ်။ တိုင်းအောင်မှာပြင်းနေတဲ့ပြည်သူတွေအချိန်မီကဲမထုတ်နိုင်လို့တေပြီးမှငလင်တဲ့ဒေတာတွေကိုဟန်ရည်ပြဖို့ရှောက်သွားနေုံနဲ့လူစွမ်းကောင်းလုပ်လို့မရပါဘူးဒီလောက်နဲ့တဘာဝဘေးအတွက်ကြိုတင်ကောက်ရေးအစီအစဉ်တွေကိုဖျက်ဆီးခဲ့ပြီးတိုင်းပြည်ကိုယ်ခံအားနေအောင်လုပ်ခဲ့တဲ့အကြီးအကဲတရားခံကိုခွင့်လွှတ်ပေးလို့မရပါဘူး စတန်ဟာအနာသိမီဂရေကအယက်သားအစိုးရလက်ထက်ကရှိခဲ့တဲ့တဘာဝဘေးအန်ရကောက်ရေးအစီအမံတွေကိုဘာမှထက်မလို့တော့ပဲရက်လိုက်ပါတယ်။တိုင်းပြည်ဘန်နာတွေကိုလည်းတဘာဝဘေးအန်ရကောက်ရေးအတွက်မတုံမင်းစစ်တိုက်ဖို့ပဲအတေကတုံဆွဲခဲ့တာပါ။တဘာဝဘေးအန်ရတုံမြင့်ရေးမှအရေးကြီးလာတဲ့မြန်မာနိုင်ငံမေတ္တတပ်ဖွဲ့ဝင်တွေတောင်အနာသိစစ်တက်လက်အောက်မှာစစ်သားတွေစုဆောင်းခံနေရတယ်လို့မေတ္တသမားတွေပါမရှောင်ရှေ့တန်းဖို့စစ်တိုက်ခိုင်းခံတဲ့အခြေအနေတွေရောက်ကုန်ပါတယ်။ အခက်အခဲမျိုးစုံကြားကပြည်သူချင်းချင်းဆိုင်ပင်ကူညီခဲ့ကြတဲ့ပြည်သူရဲ့စေတနာမေတ္တာနဲ့အစနာမှုကတော့စကိုင်းငလင်ချင်းမှအထူးချီးကျူးစရာပါ။ဒါပြင်အရေးပေါ်အကူအညီနဲ့ပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကအကူအညီပေးတာတွေအတွက်ကျေးဇူးတင်စရာကောင်းလာပါတယ်။ဒါပေမဲ့တကယ့်စိန်ခေါ်မှုတွေကဒီရှိမှလာတော့မှာပါ။ စကိုင်းငလင်ကြီးကြောင့်ပျက်စီးဆုံးရှုံးမှုပမာဏဟာအလွန်ကြီးမားလွန်လှပါတယ်။အနာသိန်းဆက်အုပ်စုကြောင့်တိုင်းပြည်စည်းဝါပြန်နေသလိုပြည်သူအများစုဟာနေစဉ်အသက်ရှင်ရေးအတွက်တောင်းမနေယုံကန်နေရတဲ့အခြေအနေမှာပြန်လည်ထူထောင်ရေးကိုဘယ်လိုလုပ်ကြမလဲ။ဒီလောက်အကြေလိုက်စားပြီးပြည်သူကိုတန်ဖိုးမထားတဲ့ဆက်အုပ်စုလက်အောက်မှာဘယ်လိုပြန်လည်ထူထောင်ရေးလုပ်ကြမလဲဆိုတာအဓိကမေးခွန်းဖြစ်လာပါတယ်။ ဒီအတွက်ကျွန်တော်ရဲ့အမြင်ကတော့ရှင်းပါတယ်နိုင်ငံတကာကဘလောက်အကူအညီတွေပေးပေးအခုစစ်ကောင်စီရှိနေသမျှပြည်내ထူထောင်ရေးကောင်းကောင်းမလုပ်နိုင်ဘူးလို့ယုံကြည်ပါတယ်ပြည်내ထူထောင်ရေးထိထိရောက်ရောက်လုပ်နိုင်ပြီးပြည်သူတွေဘဝစကိုင်းငလင်ကြီးမတိုင်ခင်ကလို့ပုံမှန်ပြန်ဖြစ်ဖို့ဆိုရင်တော့စေအုပ်စုပြုတ်သွားမှာပဲဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်ဘယ်နိုင်ငံကဘယ်အဖွဲ့အစည်းတွေကလာကူကူကုသမြအကူအညီအများစုဟာပြည်သူတွေစီအနေငယ်ပဲရောက်မှာဖြစ်ပါတယ်။စစ်ကောင်စီစီစစ်ကောင်စီနဲ့ဆက်ဆက်သူတွေစီတော့အကူအညီတွေကအများဆုံးစီစဉ်သွားမှာ မှာပါဒါကို2008နာခေတ်ဆိုင်ကလုန်းမော်နိုင်ပြန်လည်ထူထောင်ရင်းကာလမှာလည်းကျွန်တော်တို့အားလုံးတွေ့ပြီးဖြစ်ပါတယ် အခုအချိန်တွေကတော့နာဂေထက်တောင်ပို့ဆိုပါတယ်နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေအပြင် နိုင်ငံ area ရဲ့ထဝက်ကျော်ဆုံးရှုံးထားရတာမျိုးစက်ကောင်စီကငွေရပေါက်တွေအရင်ကလောက်မရှိတော့ပါဘူးတစ်ချိန်တည်းမှာအာဏာလက်မလွှဲရဖို့စစ်အုပ်စုဟာလင်းရင်စင်းနဲ့လက်နက်ခဲယံတွေဝယ်ဖို့စစ်တိုက်ဖို့ဒေါ်လာနဲ့နိုင်ငံသားငွေတွေကိုအငမ်းမရလိုအပ်နေချိန်မှာနိုင်ငံတကာစက်ကောင်စီကိုတိုက်ရိုက်ပေးမဲ့အကူအညီတွေဆိုတာကစင်ပါဆက်နှံပတ်နေတယ်လို့ဖြစ်မှာပဲဖြစ်ပါတယ်ဒီအချက်ကိုလည်းနိုင်ငံတကာကလည်းရှင်းရှင်းသိဖို့အရေးကြီးပါတယ် ဒါကြောင့်သဂိုင်းငလျင်ကြီးပေးခဲ့တဲ့တန်ရာတွေကိုပြန်လည်ထူထောင်နိုင်ဖို့ဆိုရင်တော့စစ်ကောင်စီပြုတ်ကြောင်းအရင် အားစိုက်ကြိုးပမ်းကြရမယ့်နေလန်တစ်ခုရဲ့ရှိပါတယ်။ဆရာနာရှင်ကိုဖြုတ်ချနိုင်ပြီဆိုရင်တော့ပြည်သူတွေရဲ့စူပေါင်းအားနဲ့မြင်းကလင်းပြန်လည်ထူထောင်ရေးအပအဝင်အနာဂတ်မှာကြုံလာမယ့်စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြတ်ကျော်နိုင်မယ်လို့ယုံကြည်ပါတယ်။